လေလာသူချင်းမချင်းအကြတော့ဘာတမအဆုံးအပြင်ကြိုးစားတဲ့ဒုတိုင်းကတဲ့ရှစ်စင်နဲ့ဦးစရခိုင်လုံးကမအောင်မြင်ကြဘူးတဲ့ဒါပေမဲ့ဒုတိယအချင်းတော်တင်တော့အာအိုးစရာပါပဲခုနှစ်ဆယ်ရာခိုင်နှုန်းကြည့်တော့ပြန်ပြီးမှအောင်နေနိုင်တယ်ဒါလေးကတော့ဂျင်းလေးတစ်ခုကိုဆော့နေတယ်လို့ပါပဲဆော့လိုက်တာနဲ့လေပြေတမ်းမတက်ပါဘူးရှုံးတယ်ခက်ခါပြန်ဆော့တယ်လေပြေတစ်ခုကိုတက်ရတာတော့ဖြစ်ပါလေ Hello မစ္စတာအားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာကျွန်တော်ကတော့နေရာတိုင်းမှာအတုံးဝင်မဲ့စကီး to cope with their communication skill and the chadaku ျွန်တော်ဒီနေ့ပြောပြမှာဖြစ်ပါတယ်ဘလို့လုပ်ရမလဲဘလို့ပြောရမလဲဘလို့နားထောင်ရမလဲဒီဟာအားလုံးကိုအခု6မိနစ်အသေးမှာဒီယူနိုင်မှာဖြစ်ပါတယ်ကျွန်တော်တင်တန်းတက်စာအုပ်ဖတ်ပြီးရခဲ့တဲ့ knowledge တွေကိုအားလုံးကိုရှင်းပြစေချင်ပါတယ်ကျွန်တော်တို့မှာဒီ human scale ဆိုတာကတကယ်တကယ်ကိုလိုအပ်တဲ့အရာဖြစ်ပါတယ် human scale ဆိုတာကတနည်းအားဖြင့် sub scale လို့လည်းပြောလို့ရပါတယ် human scale ဆိုတာကလူသားအချင်းချင်းဆက်ဆံတဲ့နေရာမှာအတုံးပြကြတဲ့အကြီးအချင်း scale တွေကို ဆိုလိုတာပဲဖြစ်ပါတယ်ဘဝအတွက်အောင်မြင်ဖို့ပန်းတိုက်ကိုအမြန်ရောက်ရှိဖို့ကဒီ human skill က ီဒီဂူလိုအတာပဲဖြစ်ပါတယ်ဟျူမန်စကီအထက်မှာဘာရီပါဝင်လေးဆိုတဲ့ကျွန်တော်တို့လူသားတိုင်းမဖြစ်မနေလဲလာတင်တဲ့အချက်၃ခုကပါဝင်ပါတယ်နံပါတ်၁ကထိတွေ့ပြောဆိုခြင်းပညာကွန်မြူနီကေးရှင်းနံပါတ်၂ကတော့လူအချင်းချင်းဆက်ဆံမှုပညာအင်တာပါစနယ်စကီနံပါတ်၃ကတော့လူမှုရေချွန်ချင်မှုပညာဆိုရစကီဆိုတဲ့ဒီ၃ချက်ပဲဖြစ်ပါတယ်အဲ့ဒီတော့ဟျူမန်စကီကောင်းတဲ့သူဆိုတာက dominication ကောင်းတဲ့သူ interpersonal skill ကောင်းတဲ့သူ social skill ကောင်းတဲ့သူဒီ၃ ုံးမျိုးကိုဆိုလိုတာပဲဖြစ်ပါတယ် communication ဆရာကြီးဖြစ်ဖို့ကကျင်းတော့မလွယ်ပါဘူးဒီနေ့မှာကျွန်တော်ကအဓိက communication skill အကြောင်းကိုဝေညာချင်ပါတယ် communication skill ဆိုတာကဘာလဲ communication skill ဆိုတာကကိုစဉ်းစားတာကို နားလေနိုင်အောင်တဖက်သူနဲ့ချောမွင့်အောင်ဆက်သွင်းတဲ့ဆောင်ကိုဆူလိုရပဲဖြစ်ပါတယ်ဒီထဲမှာဘာတွေပါလဲဆိုတော့လူတွေနဲ့ဆက်ဆံတဲ့နေရာမှာအလုပ်မှာ presentation လုပ်တဲ့အချိန်မှာ meeting တွေ interview တွေ relationship တွေ leadership တွေဒီ online ပေါ်မှာ offline တွေမှာဘေးကန္တမဆိုအထူးအရေးကြီးတဲ့ skill တစ်ခုဖြစ်ပါတယ်ဒီ video မှာတော့ကျွန်တော်တို့ဤထားတဲ့အဓိကရှိချက်ကိုကျွန်တော်အတူချုံချင်းပြောပြမယ်နံပါတ်1ကျတော့ဘာဘေး communication ကိုခေါ်ပါတယ်တနည်းအားဖြင့် စပုတ်ကင်ကွန်မြူနီကေးရှင်းနိုပစ်ဆက်သွယ်ခြင်းမို့ဒီဟာမှာတော့မိမိပြောတဲ့စကားအမြန်နှုန်းစပစ်မိမိရဲ့အတာဩဇာတုံးအတာအတူအချော့ပစ်စကားလုံးရေးခြင်းမို့ what choice ချင်းလေးမို့ clarity ဒီအရွေးတဲ့ဖြစ်ပါတယ်ဒီဘာပဲကွန်မြူနီကေးရှင်းကကျွန်တော်ဘာပြောမယ်ဆိုတာကိုအဓိကဆိုလိုတာပဲဖြစ်ပါတယ်နံပါတ်1နားမှာပဲကွန်မြူနီကေးရှင်းမပြောပဲပြောနေတဲ့အရာတဲ့ဒီမှာじゃဘာတွေပါဝင်လဲဆိုတော့ မလုံးအချီကျွန်တော်တို့ကြည့်ရအကြည့်လေလက်ဟန်ကူခန္ဓာအနေအချမျက်နှာအမောရဒါရီကအလွန်အရေးကြီးပါတယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ပေးချင်တဲ့ message ကတဲ့ခွန်လက်ဆေးရခိုင်နှုန်းကျော်ကနံပါတ်ပင်နဲ့ပဲတက်ဆိုင်ပါတယ်လူတွေကအစဉ်ပေါ်မှာစကားပြောတာတဲ့စဉ်ပေါ်မှာစကားပြောပြီးချော်လေးတာကပူကြီးမှမမြင်ကြတယ်တဲ့ဒါကြောင့် ဘာပြောမလဲဆိုတာတက်ဘလို့ပြောမလဲဆိုတာကပူပြီးမှအရေးကြီးတာပဲဖြစ်ပါတယ်နံပါတ်3 reading communication စာရေးကားဆက်သွယ်ပြောဆိုခြင်းဒါလေးကတော့မိမိရေးကားလူရဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်မိဒန်းစာကိုပြီးနောက်နောက်ဆုံးညကိုမှတော့မိမိရေးကားလူရဲ့ရည်ရွယ်ချက်ဥပမာမဖြူကမောင်လကိုလာမဲ့ project တစ်ခုမှာအတူအလုံးလုံးဖို့ပါစနေအရာကမ်းလမ်းတဲ့စာတစ်ကြောင်းဆိုကြပါစို့ အရင်ဆုံးလုံငါအကြောင်းရှင်းပြမယ်နောက်တော့အကျိုးအမြတ်တွေကိုပြောပြီးစီယုံမယ်နောက်မှာတော့စာရဲ့ရေရချက်ဖြစ်ပြအတူပူပေါင်းပေးဖို့အလေးထားရေးတာမိကုံးထုတ်ရမှာပဲဖြစ်ပါတယ်နံပါတ်၄ active listening စူးစမ်းနားထောင်တတ်ခြင်း communication ရဲ့ the web ပေါ်မှာ hub the web ကြတော့ listening နဲ့ပါပါတယ်ဒါရင်ကတော့တစ်ဖက်သူပြောတာကိုကြားတတ်ရမယ်ကိုယ်ပဲပြောနေလို့မရဘူးမိကွန်းလေးမေးတတ်ရမယ်သူပြောတာကိုပြန်အတည်ပြုတတ်ရမယ်ဥပမာဟုတ်ကဲ့ဟုတ်လားဒီလားစရပြည့်ကိုကြားနေရတာကို ကြတဲ့ရမယ် active listening machine communication ကမရှိပါဘူးတဲ့ number 9 clarity and organization ရှင်းရှင်းလင်းလင်းတိတိကျကျပြောပြနိုင်ရမယ်ကိုပြောချင်တဲ့ message ကို short လို့တုံးရမယ် simple ရိုးချင်းရမယ် straight forward ကိုပြောချင်တဲ့အရာကို message သူရအောင်ကျွန်တော်တို့ပြောနိုင်ဖို့အရေးကြီးတယ်စကားတွေရှည်ရှည်ပြောစရာမလိုပါဘူး စီအဒီပြောသူတွေကတုံးတန်းလေးတန်းကြောင်းတန်းတွေကိုကိုပြောချင်တဲ့ message တခုကိုထုတ်ပြနိုင်ရင်ပြောပြနိုင်ရင်တင်းက strong community ကလုံးဝဖြစ်သွားပြီးက number 6 empathy the pet to အမြင်နဲ့စဉ်းစားတတ်မှုတဲ့ဒီဟာမှာလေ communication မှာအဓိကကျတဲ့အရာဖြစ်တယ်သူဘာသူပြောနေလဲသူရဲ့အမြင်ကဘလို့လဲသူကဘလို့ခံစားနေရလဲဒီဟာအရာတွေကိုကျွန်တော်တို့နားလေရမှာဖြစ်ပါတယ် ရာရကိုနားမလည်ထားဘူးဆိုရင် conflict တွေ misunderstanding argument တွေကျွန်တော်တို့ကြုံရမှာပဲတင်းတယ်ပါပဲနံပါတ်9 confidence မိမိကိုယ်ကိုယုံကြည်မှုဒီ confidence မရှိဘူးဆိုရင် communication မှာကအားနေပါတယ် communication ဆိုတာကဘောလုံးတုံး eye contact body language ရာလေးခုပေါင်းပြီးဖိတ်လာတဲ့ energy လို့ပြောပါတယ် number 6 feedback ပါ feedback giving and receiving အကြံပြု အချံလက်ခံသမှုပါဒီတဲ့အောင်မြင်မှုမှာအချံပေးတဲ့ချင်းနဲ့ပါပါတဲ့အောင်မြင်နေတဲ့သူတိုင်းကကျွန်တော်တို့ကြည့်ရင် feedback ကိုလက်ခံကြတဲ့သူတွေကြီးပဲဖြစ်ပါတယ်ဒါတွေကတော့ professional communication ဖြစ်လာဖို့အတွက်အရေးကြီးဆုံးအပိုင်းတွေဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်